နောက်တက်တဲ့အဆိုးဆုံးပေါ့ဒါပေမဲ့ခုမှတစ်ကဘာလုံးမှာဖြစ်နှုံတိုးတက်လာတဲ့ယောဂါတော့အသက်စီပုံယောဂါပဲအဲဟိုထိခိုက်တာဒီမှာဘီဘိုးစီဘိုးရှိတယ်အရက်ရှိတယ်နောက်တက်တဲ့အဆိုးဆုံးပေါ့ဒါပေမဲ့ခုမှတစ်ကဘာလုံးမှာ ဖြစ်နှုံတိုးတက်လာတဲ့ယောဂါတော့အသက်စီပုံယောဂါပဲ။အဲ့တော့အရင်လည်းပြောဦးတယ်အခုလည်းထပ်ပြောမယ်။အာအသက်စီပုံကလူတိုင်းအားလုံးဆောင်းမှတွေ့နေတာပဲ။ရေးမကြည့်ပါဘူးလို့ယူဆခဲ့မှမယ်။အသက်စီပုံယောဂါကဘာပေါ်မှာ90 60ရာခိုင်နှုန်းလောက်ကိုများနေတယ်။ဖွံ့ဖြိုးတဲ့တိုးတက်တဲ့နိုင်ငံတွေမှာပေါ့။ဝိတ်တွေများအဝတွေလွန်းစီဂျိုယောဂါတွေပေါ် type 2D ပေါ့ type 2 diabetes အဲ့လိုတွေများနေတော့အစီပုံးရောကပေါ့လို့မရအောင်အဲ့တော့လူတယောက်ကကိုယ့်ကိုသဲစီဖုံးမဖုံးဘယ်လိုသိနိုင်လဲယောဂလက္ခဏာတော့သူကတိတ်အဓိကတော့မရှိဘူးဒါပေမဲ့လို့အတွေ့အကြုံရပြောရမယ်ဆိုရင်တော့စာအုပ်တွေမှာလည်းအနောက်နိုင်ငံမှာပြောပါတယ်ညာဘက်တချမ်းကြီးအောင်းတယ်ညာဘက်ချမ်းကြီးလေးတယ်တိတ်ကိုများလုံးလုံးတော့တခါဆရာကြီးတယောက်ကအဲ့နာလေဆိုတဲ့နေရာလေးကိုလက်နုကိန်းနေထိုး စီးပိုက်တွေထိုးတောင်လုပ်ခဲ့ဘူးတယ်။နားနေတာဆိုက်ကားသွားရင်တောင်ဆောင်းရင်နားတယ်အောင်းတယ်အဲ့လိုနားရတယ်။ဒါမှမဟုတ်ဝိတ်တာတက်လာတယ်အသေးစီပုံရောက်အောင်နည်းနည်းလေးဂရုပြုအောင်ပေါ့။ဒါမှမဟုတ်ဝိတ်တာကျသွားရင်လည်းသူကကြောက်ရတယ်။အသေးစီပုံကနေအသက်6အသက်ကင်ဆာများဖြစ်သွားလာတယ်။နောက်တစ်ခုကစမ်းမရေးစစ်ဆေးတဲ့ကံမှာအသေးအင်ဇိုင်းလို့ခေါ်တဲ့ ALD, ASD, GGG တွေတက်နေမယ်။ triglyceride တွေများနေမယ်။ ရှုကားတွေများနေမယ်စီဂျိုပေါ်လာပြီးရင်တော့မရှိပဲနဲ့ဝိတ္တတားများဆိုအသက်စီပုံတို့က respect ပြန်အလွယ်ဆုံးနည်းကတော့အာထရဆောင်းပဲအာထရဆောင်းနဲ့တွင်ကျင်အသေးမှရှိတဲ့အစီနှုံးနဲ့ကြောက်ကမှရှိတဲ့အစီနှုံးတဲမှရှိတဲ့အစီနှုံးနဲ့ရှင်ကြည့်လိုက်အသက်အစီဖုံးပြီဆိုတာကိုပြောနိုင်တယ်သိနိုင်တယ်အဲ့တော့ အာထရဆောင်းကနေပြီးအသေးစီဖုံးပြီးပြောရင်ငါဒီလိုပါပဲကွာဒါထဆောင်းကရက်တိုင်းတွေ့နေတယ်လို့သဘောမထားပါနဲ့လေးလေးစားစားတေချာစစ်ဆေးကြည့်ဖို့လိုပါမယ်အဲ့တော့အခုခေတ်မှာတော့ရန်ကုန်နဲ့မန္တလေးမှာသေးစီဖုံးတိုင်းနဲ့ fibro scan လို့ခေါ်တဲ့စက်တွေရှိတယ်အဲ့ဆက်တင်နေနေရာကမှာတိုင်းတို့တော်တော်များများမှာတိုင်းတို့ရနေပါပြီ။နေပြည်တော်မှာလည်းရတယ်။ရန်ကုန်မှာရတယ်၊မန္တလေးမှာရတယ်။အဲ့လိုတိုင်းနဲ့ဆက်တွေရှိတဲ့အထက်မှာမှာ ပြင်းထန်နိုင်ငံထုတ်တဲ့ echo sensor set အဲ့ဒါတော့ကမ္ဘာအသိမှတ်ပြုဆက်ပဲအဲ့ set နဲ့တိုင်းတိုင်းပို့ပြီးကောင်းတယ်အဲ့ ultrasound ကတော့အသေးစီပုံ moderate severe mild fatigue အလိုပဲပြောနိုင်တယ် fibro scan ကတော့အလိုမဟုတ်ဘူးအတိအကျပြောရဲ kp ဆိုတဲ့အသေးစီပုံတို့မှာ120 140လောက်ကျွင်တာအစီပုံးပြီပေါ့400ဆိုရင်တက်ကုန်ပြီ400ဆိုရင်ဆက်ကဆက်မဖမ်းနိုင်တော့ဘူးအဲ့ဒါဆိုတော့ငါနောက်ဆုံးအမြင့်ဆုံးရောက်ပြီသားတွတ်တော့ အဲ့တော့အဲ့ဒီမှာ300ကျော်ရင်လည်းဒါတော်တော်ကိုများနေပြီအဲ့တော့အသက်စီဖုံးယောဂရှိနေပြီဆိုတာသိရမယ်အဲ့တော့အခုခေတ်နောက်ဆုံးပေါ်အတုံးလုံးကတော့ metabolic associated liver disease msld ပေါ့ဒါမှမဟုတ် sld steatotic liver disease အသေးထဲမှာအစီဖုံးတယ်အဲ့တော့ ။ဘာဖြစ်လို့အဲ့လိုစကားလုံးနဲ့အရင်တော့ fatty liver လို့ပြောပြရလဲဆိုတော့အမေရိကန်မှာ fatty liver လို့ခေါ်ရင် ပြောခံတဲ့လူဟာဒီလူရော fatty အဝကြီးအဲ့လိုလူရန်းသာခွဲကြပြီးဆက်ဆံတဲ့စကားလုံးလို့မျိုးမသုံးတော့ဘူး။မသုံးသင့်ဘူးဆိုပြီး steatotic liver disease လို့ခေါ်တယ်။အဲ့ဒီအောက်မှာမှ steatotic liver disease ဆိုတာအကုန်ချုံးခေါ်တာ။အဲ့ဒီအောက်မှာမှဘာပထမဆုံးဘာရှိမလဲဆိုရင် muscle disease metabolic associated liver disease အဲဒါမှာအစီပဲရှိတာအဲဒီနောက်တစ်ဆင့်တက်သွားရင် mesh ဟာဒါတွေရောင်းနေပြီရေရောင်းနေပြီအဲဒီကနောက်တစ်ဆင့်တက်သွားမှာဆိုရင် cirrhosis ပေါ့ဒါကြောင့်မလို့ခုနပြောခဲ့သလိုဝေကြီးဝေတားများနေတယ်ဝေရုပ်တရကျသွားတယ် liver enzyme တွေကစစ်လိုက်တိုင်းတက်နေတယ်ဒီအရဆောင်ရတဲ့ fatty liver ရှိရဆိုရင်ဖြစ်နိုင်ရင် fibrous scan လေးရိုက်ပါရိုက်ပြီးကိုယ့်ရဲ့ဘယ်အဆင့်မှာရောက်နေလဲဆိုတာကို လေ့လာပါအဲ့လို scan ကတော့အသေးစီဖုန်းလုံးနဲ့အသေးမှန်လုံးနှစ်ခုလုံးကိုတိုင်းတယ်အဲ့တော့အသေးမှန်လုံးလည်းသိပြီးလိုအပ်သလိုစင်ကျင် ကုသနိုင်ပါတယ်ဟိုးတော့ကတော့ fat liver ကိုကုလို့မရပါဘူးကုတော့ကုလို့ရတဲ့ဆေးတွေလည်းပေါနေပါပြီဒါကြောင့်မလို့ကိုယ့်ကိုယ် view design နဲ့ကိုယ်များ weight အားများနေတယ်စီဂျိုဖြစ်နေတယ် type 2 diabetes ဖြစ်နေတယ်ဆိုရင် mass cell ဒီကိုမှရှိမရှိ ရှင်ញင်လေးလာဆစ်ဆေးပြီးလိုအပ်သလိုကာဝယ်ကုသပြီးကိုယ်သေးကိုဆောင်းလျှောက်ကြပါစို့